ပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဖြစ်စလောက်နိုင်ကျင်းလွတ်ပေးပြီးရွေးကောက်ပွဲကိုနိုင်ငံတကာထောက်ခံမှုရဖို့စစ်ကော်မရှင်မျှော်လင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်ဆိုရကမြန်မာနိုင်ငံအတွင်းတိုးတက်လာမှုကြောင့်ယာယီခလုံးခွက်ရက်ဆိုင်ကြောင့်ချိန်ညှမှုအပြီးစစ်ကော်မရှင်ကဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့တရားစွဲဆိုထားသူတွေကိုပြစ်ဒဏ်လျှော့ဖို့ပြီးလူငယ်ခွင့်နဲ့အမှုပိတ်သိမ်းတာတွေလှုပ်လာပါတယ် တဖက်မှာစစ်ကော်မရှင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုအားပေးထောက်ခံကြောင်းတရားဝင်ထုတ်ပြောထားတဲ့ဗီလာရုနိုင်ငံရဲ့သမရလူကာရှက်ကိုမြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစစ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်ထွန်းကတော့မကြာမီကျင်းပမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအလုံးလွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေးအတွက်လိုအကြောင်းပြပါတယ်။လာမယ့်ဒီဇင်ဘာနောက်ပိုင်းနဲ့နောက်နှစ်ဆန်းပိုင်းအတွက် electronic map ဆက်ကိုအသုံးပြုပြီးအပိုင်းလိုက်ရွေးကောက်ပွဲကိုအာနာသိန်းစစ်တပ်ရဲ့အသွင်ပြောင်းစစ်ကော်မရှင်ကဥဆောင်ကျင်းပဖို့ရှိနေတာပါ။ဥရောပသမဂ္ဂနဲ့ကုလသမဂ္ဂတို့ကတော့မြန်မာနိုင်ငံမှာကျင်းပမယ့်ရွေးကောက်ပွဲဟာလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်မလာနိုင်ဘူးလို့ထုတ်ပြောထားသလိုထိုင်းနိုင်ငံသားဥက္ကဋ္ဌကြီးကလည်းလွတ်လပ်မှုဒါမှမဟုတ်ယုံကြည်စိတ်ထားရမှုရှိမှာမဟုတ်ဘူးလို့ပြောကြားထားတာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရန် PPNM ကဗဟုဥဆောင်ကော်မတီဝေကိုတိုက်ထုံးဦးကောင်ရွှေကောက်ပွဲအပေါ်နိုင်ငံတကာကအပြုသဘောဆောင်တဲ့အမည်မျိုးဖြစ်လာအောင်စစ်ကော်မရှင်ကစနစ်တကျလှုပ်လာတာလို့သုံးသပ်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်မြောက်ရေးဟာကျွန်တော်တို့မြန်မာပြည်သားမကကဘာကြီးနဲ့ပါအာရုံစိုက်ရမယ့်အရေးဖြစ်ပါတယ်။အဲဒီတော့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးတယ်ဆိုတဲ့သတင်းကိုစစ်တပ်ကရွှေကောက်ပွဲကိုအကြောင်းပြုပြီးလွတ်ပေးတယ်ဆိုတာကိုစက္ကလုံထည့်သုံးတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့လည်းရွေးကောက်ပွဲအပေါ်မှာအာယုံစိုက်လာတာရွေးကောက်ပွဲကိုအပြုသဘောဆောင်တဲ့အမြင်မျိုးဖြစ်လာတာဒီလိုမျိုးဖြစ်လာအောင်လို့ကိုရည်ရွယ်ချက်ရှိရှိဒီရက်ပိုင်းတွေအတွင်းမှာစနစ်တကျလှုပ်ဆောင်တယ်လို့ကျွန်တော်တို့ကသုံးသပ်ပါရပြလို့ဆိုပါရယ်စစ်ကော်မရှင်ကနိုဝင်ဘာ28ရက်နေ့မှာရစတကြီးပုံမှ905ကကြီးနဲ့အကျဉ်းထောင်အချုပ်ထောင်တွေမှာပြစ်ဒဏ်ချခံနေရတဲ့အကျဉ်းသားအကျဉ်းသူ2362ဦးကိုကြာခံဖို့ကြံရှိနေတဲ့ပြစ်ဒဏ်တွေအပေါ်ရှော့ပေါ်ပြီးလူငိမ့်သက်သာခွင့်ပြုခဲ့တာပါ အလားတူအဲဒီပုံမှန်နဲ့ပြည်တံကြခံနေတဲ့အကျဉ်းသားအကျဉ်းသူ924ဦးကိုလည်းနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလို့ရင်အခုကြခံဖို့ကြံရှိနေတဲ့ပြည်တံတွေကိုပါဇလက်ကြခံပါမယ်ဆိုတဲ့ခံဝင်တဲ့လူငင်ခွင့်ပြုခဲ့ပါတယ်။ကြာပြင်ရာဇသက်ကြီးပုံမှန်905ကကြီးနဲ့ထွက်ပြေးတိမ်းရှောင်နေပြီးရာဇဝတ်ကျင့်ထုံးဥပဒေ900တက်ဆက်နေနဲ့တရားစွဲဆိုခိုင်းရသူ9580ဦးရဲ့ကြားနာစစ်ဆေးဆဲအမှုတွေကိုလည်းပိတ်သိမ်းလိုက်ကြောင်းစစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ဝါရဖြတ်ရုပ်တံတွေနဲ့သတင်းစာတွေမှာကြေညာခဲ့တာပါ။ PPNM ရဲ့အချက်လက်တွေအရအကျဉ်းထောင်တွေတဲမှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့အကျဉ်းသား2000ကျော်ကြန့်ရှိနေစေဖြစ်ပါတယ်။လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်ရေမှူးဦးထိုးစော်လက်ကနိုင်ငံရဲ့အကျဉ်းသားတွေကိုမဖြစ်စလောက်အရေးအတွက်နဲ့ပြန်လွတ်ပေးတာဟာမြန်မာပြည်ရဲ့ပုံရိပ်တွေပိုတိုးတက်လာမှာမမြင်ဘူးလို့သတင်းဌာနကပြောပါတယ်။ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့စကားမှနှီးမျိုးစုံနဲ့တရားဝင်မှုရအောင်နိုင်ငံတကာရောပြည်တွင်းထဲမှာရော ဒီမျိုးစုံစူးစမ်းနေတာပါတကယ်တော့905ကကြီးနဲ့လူတချို့လွတ်တယ်ဆိုတာထောင်သေးသေးလေးကနေထောင်ကြီးတဲ့ကိုပြန်ပြီးတော့လွတ်ပေးလိုက်တာပဲချင်းတွေကကြက်တွေကြိုက်တဲ့အချိန်ဖမ်းလို့ရတယ်တကယ်တမ်းကျွန်တော်တို့သိသလောက်တော့နိုင်ငံရေးအကျဉ်းသား3000ကျော်ရှိတယ်အခုမဖြစ်ဆက်လောက်နံပါတ်လေးနဲ့တချို့လဲလွတ်ရနေတယ်အရာတွေကိုလွတ်ပေးုံနဲ့တော့မြန်မာပြည်ရဲ့နိုင်ငံရေးပုံရိပ်တွေပုံမတိုးတက်လာမယ်လို့မမြင်ပါဘူးဒီလိုပါပဲနေ့စဉ်ဘုံမကျဲတဲ့ရမမရှိတာကြီးလို့ဆိုပါတယ် နိုဝင်ဘာ24ရက်နေ့ကအမေရိကန်အစိုးရရဲ့အမိမြေလုံခြုံရေးဌာနကနေအမေရိကန်နိုင်ငံသို့ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့် TPS Temporary Protected Status အစီအစဉ်ကိုဖျက်သိမ်းတော့မယ်လို့ညင်ညာခဲ့ပါတယ်။အဲ့ဒီညင်ညာချက်အရမြန်မာနိုင်ငံရဲ့အခြေအနေဟာနိုင်ငံသားတွေပေးကင်းလုံခြုံသွားပြီဖြစ်လို့ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကိုရပ်ဆိုင်းလိုက်ပြီးနိုင်ငံတွင်းမှာအုပ်ချုပ်ရေးတည်ငြိမ်ရေးမှလည်းထိုးတက်မှုတွေရှိနေတာတွေ့ရတယ်လို့ဖော်ပြထားပါတယ်။ ဒီပေါ်စီကော်မရှင်ပြောခွင့်ရသူကမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာတည်ငြိမ်လာမှုနဲ့တိုးတက်လာမှုတွေကြောင့်အမေရိကန်အစိုးရကယာယီနေထိုင်ခွင့်ရပ်ဆိုင်းမှုကိုကြိုဆိုကြောင်းနဲ့အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ပြန်လာပြီးရွေးကောက်ပွဲမှာမဲပေးနိုင်တယ်လို့ပြောဆိုခဲ့ကြပါတယ်။အဲဒီနောက်နိုဝင်ဘာ26ရက်နေ့ညပိုင်းမှာတော့ဖြစ်တဲ့လူငင်းတက်တာခွင့်တွေနဲ့ဂျာနာစစ်စေးစဲအမှုတွေကိုဖိတ်သိမ်းတဲ့အမိန့်တွေကိုနိုင်ငံပါရုတ်တံကနေထုတ်လွှင့်ခဲ့ပြီးနောက်နေ့မှာတော့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ လီလာသူတွေကတော့အမေရိကန်ဘက်ကနေစစ်တပ်ဖို့အကောင်းမြင်တဲ့ပြုမှုမှုနဲ့ပြောဆိုမှုတွေကိုအခြေတည်ပြီးအဲ့ဒီရဲ့အရှိန်ကိုရက်တက်မသွားအောင်နိုင်ငံရေးအကျဉ်းသားတွေကိုလူငိမ့်ဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်ဆောင်လာလို့တုံ့သက်ထားပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။